ဒေါ်လာတန်း30နီးပါးတန်ဖိုးရှိရေထွက်ကုန်5တန်ချိန်3000နီးပါးတင်ပို့ထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အခုဖန်နာနှစ်စဖြစ်တဲ့ဧပြီလတလသာဒရင်ပြပနိုင်ငံတွေကိုဒေါ်လာတန်30နီးပါးတန်ဖိုးရှိ ရေထွက်ကုန်၅တန်ချိန်3000နီးပါးတင်ပို့နိုင်ခဲ့တယ်လို့ငါလုပ်ငန်းဦးစီးဌာနကသိရပါတယ်ဧပြီလတရက်ကနေ30ရက်အထိတလသာကာလဒရင်ပြပကို၅တင်ပို့မှုအနေနဲ့မထွေတန်ချိန်2982သရမ183တန်တင်ပို့နိုင်ခဲ့ပြီးအမေရိကန်ဒေါ်လာ29သရမ460တန်ရရှိခဲ့တယ် ယ်လို့ဆိုပါတယ်အဒီလိုတင်ဖို့ရှာမှပုံမှန်ကုန်သွယ်မှုကနေငါမထွေတန်းချင်1238တရမ46တန်းတင်ဖို့ခဲ့ပြီးအမေရိကန်ဒေါ်လာ73တရမ63တန်းရှိခဲ့တယ်လို့သိရပါတယ် နေစာကုံတွယ်မှုကနေထောင်9မထွေတန်းချင်း19640တရမ86ခွန်တန်းအတင်ပို့ပြီးအမေရိကန်ဒေါ်လာ15တရမ94တန်းရရှိခဲ့တာကြောင့်နေစာကနေပို့တင်ပို့နိုင်ခဲ့တယ်လို့စည်ရင်းထွေရတီယံပါတဲ့ ီးခဲ့တဲ့ဘန်နာနှင့်ကာလာသူကပြည်ပတို့ငါတင်ပို့မှုအနေဖြင့်မတ်ထွေတန်းချိန်2258သရမ888သန်းသာတင်ပို့နိုင်ခဲ့ပြီးအမေရိကန်ဒေါ်လာ28သရမ993သန်းရရှိခဲ့တာပါ။ ဒါကြောင့်အခုဘန်နာနှစ်ဧပြီလအတွင်းပြည်ပနိုင်ငံတွေ ကိုငားတင်ပို့မှုဟာအရင်ဘန်နာနှစ်ကာလသူနဲ့နိုင်ရှင်ပါကမထွေတန်2620တရက်မှ295တန်ပို့မှုတင်ပို့နိုင်ခဲ့ပြီးအမေရိကန်ဒေါ်လာ300တရက်မှ94တန်ပို့မှုရရှိခဲ့တယ်လို့ဆိုပါအထိတ် မြန်မာနိုင်ငံကနေပစုံအပါဝင်ငါအစရှိတဲ့ရေထွက်ကုန်းတွေကိုတရုတ်ထိုင်းဘင်္ဂလားဒေ့ရှ်ဂျပန်စတဲ့နိုင်ငံပေါင်း40ကျော်ကိုတင်ပို့နေပြီးရန်ကုန်ကနေပုံမှန်တင်ပို့ထားအပြင်လက်ဆက်ကုန်းတွေရေးတွေကလည်းခိုင်းရိုက်တင်ပို့နေတယ်လို့သိရပါတယ်ရှင်။